ပြီးတော့အမျိုးသမီးတွေကြည်ပဲကလောင်ရှင်ကအမျိုးသမီးတွေကြည်ပဲအမျိုးသားစာရေးသူတယောက်မှမပါပါဘူးဒီအမျိုးသမီး14ယောက်ကဟိုလိုင်းစုံပေါ့နော်ရာသစုံပေါ့နော်ရာသစုံရေးတဲ့အမျိုးသမီး14ယောက်ကစုစုစည်းစည်းနဲ့ဒီစာရေးတဲ့နေရာမှာပေါ့လုံချင်းဝတ္ထုတို့လေးတွေစုစည်းပြီးတော့ကျမတို့တွေစူးစမ်းပြီးတော့ကျမတို့ဒီ group လေးနဲ့ကျမတို့ညီမ14ပေါ့ပေါ့နော်အတူတူပေါ့နော်ဒီစာအုပ်လေးတော့ဖန်တီးကြမယ်ဆိုပြီးစုစည်းရင်းနဲ့ဒီဟာလေးကိုအကောင့်ထည့်ပြီးစူးစမ်းတာပေါ့ဒီနေ့ကတော့မိတ်ဆက်ပွဲလေးဆိုတော့အောင်မြင်သွားတဲ့သဘောလေးပေါ့နော် ဲ့ဆရာပေါ့နော်အမဒီဘုရားဆရာလဲရှိတယ်ပေါ့နော်သမီးဒီဝတ္ထုလေးကအရန်ကောင်းတယ်ပေါ့နော်ဆရာဟိုဟာပြလို့ရှိရင်ဒီဝတ္ထုလေးကိုဆရာဖတ်နေတယ်ဆရာတင်ပြပေးမယ်ဆိုပြီးပြောထားတာလေးလည်းရှိပါတယ်တကယ်လို့ဒီဟာလေးတရားပေါ့နော်ရုံလုံးပေါ်လာမယ်ဆိုလို့ရှိရင်တော့အတိုင်းသိဝမ်းသာပါတယ်ရှင်စာကတော့ဒီလိုမျိုးပေါ့เนาะဝတ္ထုလေးတွေကြပြားလေးတွေကြီးတာကတော့ ငငယ်လေးတွေကဝါသနာပိုးလေးရှိတာပေါ့နော်ဝါသနာပိုးလေးရှိပြီးဒါပေမဲ့ဘဲဆာမျက်နှာကိုမှဖော်ပြခံရတာမျိုးပါဝင်ဖို့အတွက်စူးစမ်းခဲ့တာတော့မရှိဘူးပေါ့နော်2021ခုနှစ်ကျမှအွန်လိုင်းကနေပြီးတော့ဒီစာလေးတွေကိုပေါ့နော်ရေးတာပေါ့ဂရုလေးတွေကနေပြီးတော့ဝတ္ထုလေးတွေကိုရေးရတာနေပြီးတော့တက်လန်းခဲ့တာပါသူကတော့အိမ်အောင်ရေးပေါ့နော်မိဘနဲ့တာသမီညီကိုပေါင်းတမအဲ့လိုမျိုးပေါ့နော်မေတ္တာပွဲတယောက်နဲ့တယောက်နဲ့ တဦးနဲ့တဦးနဲ့ပေါ့နော်နားလည်မှုဘလို့ရှိရမလဲမိသားစုတစ်ခုမှာဘလို့အပေးအယူနဲ့ချစ်ချင်းမြတ်တာပြရောက်ကိုဘလို့ထားရမယ်ဆိုတဲ့ဟာမျိုးလေးတွေကို message ပေးတဲ့ဟာလေးတွေဦးစားပေးတဲ့ဇလံလေးတွေကိုရေးတာများပါတယ်အဲ့ဒါကကြတော့လေအမကကြတော့ဝတ္ထုတွေလည်းရေးတယ်လို့အခန်းဆက်တွေလည်းရေးတဲ့အခါကျတော့အမကကြတော့ အဲ့လိုမျိုးပေါ့နော်အခန်းဆက်ဝတ္ထုတွေဆိုလို့ရှိရင်လည်းအိမ်တော်ရဲ့ဇလန်းလေးတွေရေးတယ်နောက်ပရဇလန်းတွေလည်းရေးတယ်အဲ့လိုရေးတဲ့အခါကျတော့ဟိုအကုန်လုံးကတော့စပတ်သူကတော့သူ့ရဲ့ကြိုင်းနှစ်တက်တဲ့အပေါ်မှာမူတည်ပြီးတော့ပေါ့နော်များသောအားဖြင့်ကတော့ best comment လေးတွေပေးပါတယ် ဟုတ်ပါတယ်သူတို့ကိုယ်တိုင်ကလည်း comment တွေမှာနာပြီးတော့ရင်ဖွင့်ပေးတယ်ရင်ဖွင့်ပေးတဲ့အပြင်အဲ့ဒီအစာမှုတစ်ခုရဲ့ပေါ့နော်ဇက်ကောင်ရဲ့ပေါ့နော်သူတို့ကစိတ်ခွန်အားဖြစ်တဲ့အဲ့လိုမျိုးအခန်းလေးတွေဆိုလို့ရှိရင်သူတို့ကအယံခွန်အားဖြစ်တဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းသူတို့ရဲ့ဘဝနဲ့တိုက်ဆိုင်တဲ့အကြောင်းလေးတွေလည်းလာပြီးပြောပြတယ်ပြီးတော့တချို့တွေဆိုလို့ရှိရင် messenger chat box ကနေပြီးတော့သူတို့ရဲ့ဘဝဖြစ်ရမယ့်လေးတွေကိုလည်းလာပြီးတော့ပြောပြရင်ဖွင့်တယ်အဲ့လိုဇလန်းလေးတွေကိုလည်းတချို့ဟာလေးတွေပေါ့နော်အပြုသဘောလေးနဲ့ထုတ်နှုတ်ပြီးတော့ပေါ့နော်ဒီစာဖတ်သူကိုကောင်းတဲ့အပြုသဘောရမယ့် message မျိုးပေးနိုင်အောင်လို့ပြန်ပြီးတော့ ခွဲခြားပြီးတော့ကိုကဒီကလောင်တစ်ခုနဲ့ပေါ့နော်ဖန်လီရေးဆွဲရတာပါဖန်လီပေးရတာပါပေါ့နော်အများစုကတော့ဖြည့်ရမှန်ကိုရေးတာများပါတယ်ဖြည့်ရမှန်ပဲရေးတယ်ဖြည့်ရမှန်ကိုအခြေခံပြီးတော့တချို့ဟာလေးတွေကတော့ဟိုဒီလက်ရှိပေါ့နော်အပြင်လောကမှာဖြည့်ရမှန်အတိုင်းကိုခြားရေးလိုက်လို့ရှင်တော့တိတ်အစ်စ်မပြေတဲ့ဟာမျိုးလေးဆိုလို့ရှင်တော့ကိုကဒီမှာစာဖတ်သူဘောကိုဘလို့ကောင်းတဲ့ရှုထောင်းကနေဘလို့ message ပေးနိုင်လဲအဲ့ပေးနိုင်တဲ့ message ကလေးကိုအပြုသဘောလေးနဲ့ကိုကဖြည့်ဆွက်ပြီးရေးလိုက်တာမျိုးလေးလည်းရှိပါတယ်။လုံးချင်းအခုလောလောဆယ်ရပေါ့နော်ဒီတပတ်ရောင်နှလုံးသားစာသူမျိုး များဆိုပြီးတော့စာရေးသူ9ယောက်ပေါ့နော်ဝတ္ထုတို့စုစည်းမှုထွက်တယ်နောက်ပြီးတော့ဒီလိုမျိုးဒီရန်ကုန်မှာရှိတဲ့ရန်ကုန်အခြေစိုက်ဒီဆရာတွေဆရာမတွေစုထုတ်တဲ့စာအုပ်အများစုမှာလည်းဝတ္ထုတွေပါတယ်နောက်ဝတ္ထုကတော့ဒီရန်နာဘုံကျေးမုံနောက်နိုင်ငံကုန်ကြီးခဦးကြာနယ်စာမျက်နှာတော်တော်များများမှာပါပြီးပြီပေါ့နော်ဒါတွေကတော့ဝတ္ထုတို့ကဏ္ဍအနေနဲ့ပေါ့နော် ဟိုလုံချင်းဝတ္ထုကိုဒီ2025မှာရေးဖို့ရေးထားတာရှိပါတယ်ဒီဟာလေးကိုစာအုပ်ထွက်နိုင်အောင်ကြိုးစားနေရပါဘောနော်ဟိုတချို့ဆရာကြီးဆရာမတွေကလည်းပြောတယ်ယူနစ်စီခိုင်နင်းဘောနော်ဝတ္ထုတို့စုစည်းမှုလေးထွက်ပါလားနင်းမှာဝတ္ထုတို့တွေအများကြီးပဲရှိတယ်ဘောနော်စုရတဲ့ဒီ2024ဟိုဘ ਹੁ အားပေးတဲ့ဝတ္ထုတို့ဒုတိယစုဝတ္ထုလေးဆိုလို့ရှင်လဲတအားကောင်းတယ်ဘောနော်နင်းအဲ့ဒီဟာလေးတွေထုတ်ပါလားဆိုတော့ကိုကရှင်းဆုံးပြောလို့ရှိရင်ဝတ္ထုတို့ထက်တကယ်လို့စာအုပ်ထုတ်ပြမယ်ဆိုလို့ရှင်တော့လုံချင်းပေါ့နော်တခုခုကိုပေါ့နော်အကောင်းဆုံးမက်ဆေ့နဲ့စာဖတ်သူကို ရတာလေးတစ်ခုပေးနိုင်တဲ့လုံခြုံရေးထုကိုဒီ2025မှာထွက်ပါမယ်2024ပေါ့နော်မြန်မာနိုင်ငံစာရေးဆရာအတင်းဘဟုကကျင်းပကျင်းမာတဲ့ဝတ္ထုတို့ပြိုင်ပွဲမှာဒုတိယဆုံးရရှိခဲ့တဲ့ကျယ်ပွင့်လေးတွေလင်းမာကြီးဆိုတဲ့ဝတ္ထုလေးက တကယ်တော့ဒီအခြေခံလူတန်းစားတယောက်ပေါ့နော်ဟိုခပိုင်းနိုင်ကောင်လေးတယောက်ရဲ့ဇလန်းပေါ့နော်သူ့ရဲ့ဘဝကိုဘယ်လိုပြုပြင်ပြောင်းလဲလာအောင်စူးစမ်းခဲ့တယ်ဆိုတဲ့ဟာလေးဒီဇလန်းလေးကကြတော့အများကြီးပေါ့နော်ချဲ့ကားပြီးရေးလို့လည်းရတယ်လုံချင်းဝတ္ထုအဖြစ်လည်းပြန်ပြီးတော့အသက်သွင်းလို့ရတယ်ဒီဇလန်းလေးကိုတချို့ကန်းလန်းထားတဲ့လူတွေပေါ့နော်ရုပ်တန်ဇလန်းတွဲလေးအဲ့ပေါ့နော်အဲ့လိုကန်းလန်းထားတာလေးလည်းရှိပါတယ်ဒါပေမဲ့အတိအကျတော့အကောင့်ထဲမပေါ်ရသေးဘူးပေါ့နော်အဲ့လိုမျိုးတကယ်လို့လာပြီးတော့ကန်းလန်းထားတဲ့ဆရာပေါ့နော်အမဒီဘုရားဆရာ လဲရှိတယ်ပေါ့နော်သမီးဒီဝတ္ထုလေးကအရန်ကောင်းတယ်ပေါ့နော်ဆရာဟိုဟာပြလို့ရှင်ဒီဝတ္ထုလေးကိုဆရာဖတ်နေတယ်ဆရာတင်ပြပေးမယ်ဆိုပြီးပြောထားတာလေးလည်းရှိပါတယ်တကယ်လို့ဒီဟာလေးတရားပေါ့နော်ရုံလုံးပေါ်လာမယ်ဆိုလို့ရှင်တော့အတိုင်းသိဝမ်းသာပါတယ်ရှင်ကကြတော့ဒီရန်ကုန်မှာပေါ့နော်အများစုပေါ့အခြေဆိုင်တဲ့ဒီစာရေးဆရာမ14ယောက်ပေါ့နော်စုပြီးတော့အမျိုးသမီးတွေကြည်ပဲကလောင်ရှင်ကအမျိုးသမီးတွေကြည်ပဲအမျိုးသားစာရေးသူတယောက်မှမပါပါဘူးဒီအမျိုးသမီး14ယောက်က ဟိုလိုင်းစုံပေါ့နော်ရာသစုံပေါ့နော်ရာသစုံခေးတဲ့အမျိုးသမီး14ယောက်ကစုစုစီစီနဲ့ဒီစာရေးတဲ့နေရာမှာပေါ့လုံချင်းဝထုတို့လေးတွေစုစည်းပြီးတော့ကျမတို့တွေစ조사ပြီးတော့ကျမတို့ဒီ group လေးနဲ့ကျမတို့ညီမ14ပေါ့ပေါ့နော်အတူတူပေါ့နော်ဒီစာအုပ်လေးတော့ဖန်တီးကြမယ်ဆိုပြီးစုစည်းရင်းနဲ့ဒီဟာလေးကိုအကောင့်ထည့်ပြီး조사တာပေါ့ဒီနေ့ကတော့မိတ်ဆက်ပွဲလေးဆိုတော့အောက်နေသွားတဲ့ပုံလေးပေါ့နော်